အဲ့ဒါဘာကောင်လဲတဲ့အသက်80ကျော်အဖိုးကြီးတယောက်ဟာ သူ့အိမ်ထဲကဆိုဖာပေါ်မှာသူ့ရဲ့သားဖြစ်တဲ့ဘွဲ့တွေဒီဂရီအများကြီးရထားတဲ့သူ့သားနဲ့အတူတူထိုင်းနေပါတယ်အဲ့လိုထိုင်းနေစင်မှာပဲသူတို့အိမ်ရဲ့မလာမကန်းတစ်ပင်တပင်မှာကြီးကန်းတကောင်နားနေပါတယ်အဲ့ဒီအဖိုးကြီးကလည်းပဲကြီးကန်းကိုလက်ညှိုးထိုးပြီးတော့မှမေးတာပေါ့ ပါကြီးတဲ့အဲ့ဒါဘာကောင်လဲလို့မေးတယ်ဘေးရဲ့အဲ့ဒါကြီးကန်းလို့ခေါ်တယ်ဩအေးအေးအေးဒါနဲ့နည်းနည်းလေးကြာတော့ဒုတိယအချိန်ထပ်မေးတယ်ပါကြီးကိုအစ်စ်ပဲမဟုတ်အကောင်ကဘာကောင်လဲငါသားဟာဗျာအဖေကလဲအဲ့ဒါကြီးကန်းဗျဒေသန်လေးကနည်းနည်းမာလာပြီနော်။ဒါနဲ့နည်းနည်းလေးအကြာမှာ အဲ့ဒီဘိုးကြီးကအတ္တရအကြိမ်ထမ်းမိတယ်။ဒါကြည့်ရတဲ့။ဟိုးတစ်ပင်ပေါ်မှာနားနေရဲ့မဲမဲနဲ့အကောင်ကဘာကောင်လဲငါတာ။ဟာဗျာခမကြီးကလည်းဒါပဲထက်ခါတလဲလဲမေးနေတာပဲ။အဲ့ဒါကြီးကန်းဗျကြီးကန်းဒေသန်လေးကပူမာလာပြီနော်။နည်းနည်းလေးအကြမှာဖတ်ပြီးတော့မေးပြန်တယ်။ဒါကြည့်ရတဲ့။ဟိုးတစ်ပင်ပေါ်မှာ တောင်ကြီးမြောက်ကြီးကြည့်နေတဲ့အကောင်ကဘာကောင်လဲငါသားဟာဗျာဒီအဖိုးကြီးတဲရှုပ်တာပဲခမ ्या ကိုကျွန်တော်ကြီးကန်းကြီးကန်းလို့ထက်ခါတလဲလဲပြောနေတာဘင်းနဲ့ချင်းရှိပြီလေဒါလေးတော့မမမီဘူးလားဆိုပြီးတော့ကြမ်းကြမ်းတန်တန်သူ့ဖေကိုပြောပါတော့တယ်အဲ့ဒီချိန်မှာအဖိုးကြီးကအိမ်ကန်းလေးကိုဝင်သွားပြီးတော့အမတမ်းမဟောင်းနှွမ်းဆုပ်ပြနေတဲ့ဒါရရီစာအုပ်လေးတုပ်ကိုသူယူလာပါတယ် ယူလာပြီးတော့ငါသားတဲ့ရော့ဖတ်ကြည့်ဆိုပြီးပေးပါတယ်စာအုပ်ကလေးကိုဖုံးတုပ်ပြီးတော့မှဖတ်ကြည့်လိုက်တဲ့အခါမှာသူငယ်စဉ်အခါတုန်းက ဖြစ်ရမှန်လေးကို သူရေးထားတာဖြစ်ပါတယ်ဆိုဖာပေါ်မှာ ထိုင်နေကြစဉ်တဲ့ကျွန်တော်တို့တို့သားဖားနှစ်ယောက်ဆိုဖာပေါ်မှာထိုင်နေကြတဲ့အခါ ကျွန်တော်ရဲ့သားလေးကကျွန်တော်ကိုတီတီတာတာနဲ့မေးတယ်ဗျဟိုပရင်ပေါက်မှာနားနေတဲ့အကောင်ကဘာကောင်လဲလို့မေးတာ 3ချိန်တိတိကိုမေးပါတယ်အဲ့ဒီ23ချိန်လုံးလုံးမှာ ကျွန်တော်ကလေစိတ်မဆိုးပဲနဲ့ကျွန်တော်သားလေးကိုစိတ်ရှိရှိနဲ့ပဲဩငါသားလေးရိုးသားလိုက်တာကြက်စရာကောင်းလိုက်တာဆိုပြီးခေါင်းလေးကိုပုတ်တက်ပြီးတော့မှကျွန်တော်23ချိန်လုံးလုံးစိတ်မဆိုးပဲနဲ့ကျွန်တော်ဖြေခဲ့ပါတယ်ဒီလားဒါလေးရေးထားတယ်နော်အဲ့တော့ပြောချင်တာကသားသမီးတွေအွယ်ရောက်လာပြီအသက်တွေရလာပြီဆိုရင် ကိုယ့်ရဲ့မိဘတွေကိုဝန်တို့ဝန်ပိုးတပွဲဆက်ဆံလာကြတယ်ဝန်တို့ဝန်ပိုးတပွဲမဆက်ဆံမိဖို့လည်းအရေးကြီးပါတယ်အဲ့တော့မိဘတွေဆိုတာကကိုယ့်အပေါ်မှာကျွန်တော်တို့အပေါ်မှာအတကင်းတဲ့ချစ်ချင်းမေတ္တာတွေနဲ့တွန်းလောင်းခဲ့တဲ့လူတွေဖြစ်ပါတယ်ကျွန်တော်တို့တွေကျွန်တော်တို့တွေလူဘဝမှာရှင်သန်ရည်တည်နိုင်ဖို့အတွက်မုံတိုင်းကိုကြော်ဖြတ်အပူဒဏ်တွေကိုအန်တုပြီးတော့ ောင်းတွေကိုကြော်၊ခြောက်ကပားတွေကိုဖြတ်ပြီးတော့မှရဲရဲဝုံဝုံရက်တီခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်မို့မိဘတွေကိုရိုးရိုးတေးတေးနေနေချာချာလေးလေးစားစားဆက်ဆံပေးဖို့လိုအပ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။